လူနာတွေမှာ mental trauma ကအဲ့ဖြစ်တဲ့ရက်ကနေအခုချိန်ထိဟိုအထမြင့်ဆိုလို့ရှင်သူတို့ကမတက်ရဲတော့ဖြစ်သွားတယ်မဆိုးစလောက်ပြင်းအားဆိုရင်တော့မလူတွေရဲ့စိတ်ထဲမှာ trauma ကြီးကြီးမားမားရှိထားတဲ့အတွက်ကြောင့်ဒီအောက်ထပ်မှာတော့ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာလည်းပို့ပြီးတော့မှအာလုံခြုံနေပေါ့နော်မြေပြန့်မှာဖြစ်တဲ့အတွက်ကြောင့်လူနာရဲ့စိတ်ထဲမှာတော့ psychologically ပို့ပြီးတော့မှ secure ဖြစ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျာအာလူနာကတော့လောလောဆယ်မှာကျွန်တော်60နဲ့80ချားမှာရှိပါတယ်10ကလည်းလူနာအရေအတွက်100မိဘပြည့်အောင်လေဆရာကြီးကဆက်ပြီးတော့မှလှုပ်ထားပေးတဲ့အတွက်ကြောင့်အဆင်ပြေပြေထားပေးနိုင်ပါတယ်ဗျာ ော်တော်ဒီမြင်းကလေးအခြေအနေကြတော့ကျွန်တော်တို့ကအဓိက ဖြားနာဆောင်ကစေယုံကြီးရဲ့ကိုးလွာကိုးလွာမှာကျွန်တော်တို့ဖြားနာလူနာတွေထားတယ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့ခါကျကျွန်တော်တို့စီမှာအဓိကဖြားနာလူနာဖြစ်တဲ့အတွက်ကြောင့်နှလုံးရောဂါလူနာလေဖြတ်လူနာကြောက်ခက်စေးနေတဲ့လူနာအစာရင်ဦးလန်းချောင်းလူနာအဲ့လူနာတွေအားလုံးကဒီမြင်းကလေးရဲ့ပြင်းထန်မှုကြောင့်မလို့ဒီကိုးထက်ဆောင်အလွာမှာမနေနိုင်တော့ဘဲနဲ့အားလုံးအာအောက်ကိုပြေးဆင်းလိုက်ရတဲ့အခြေအနေမျိုးဖြစ်သွားတာပေါ့နော်ပြီးတော့ကိုးလွာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ခေါက်လှုပ်တဲ့ငင်းကလင်ကလည်း ခံမှန်းလို့မရအောင်ပြင်းထန်တဲ့အခါကျလူနာတွေကဆက်ပြီးအပေါ်မတက်နိုင်တော့ဘဲနဲ့အောက်မှာပဲ နေလိုက်ရတဲ့အခြေအနေတစ်ခုဖြစ်သွားပါတယ်။ Emergency Luna ရရှိရတဲ့အတွက်ကြောင့် Luna တွေမှာ mental trauma ကအဲ့ဒီဖြစ်တဲ့ရက်ကနေအခုချိန်ထိကိုအထက်မြင့်ဆိုလို့ရှိရင်သူတို့ကမတက်ရဲတော့ဘူးဖြစ်သွားတယ်။ဌာနဆောင်က3ဆောင်ရှိတယ်။ဌာနဆောင်1နဲ့3တဆောင်မှာ Luna ကိုပြန်မြ90အနေ100လောက်တက်လိရှိရတဲ့အတွက်ကြောင့်နေတိုင်း inpatient နေရာဝင်တော့ကျွန်တော်အဲ့မြေပြင်မှာပဲဆက်ပြီးတော့မှနေလို့မရတဲ့အနေအထားတစ်ခုဖြစ်လာတော့အာကျွန်တော်တို့ရဲ့အာဆရာဆရာမကြီးတွေရဒီစေယုံအုပ်ကြီးတွေကဒီကန်တော်နဲ့ဒီပူဆက်စေယုံမှာ ဒီလူနာတွေကိုဖြောင်းတာလူနာတွေကိုပြောင်းရွှေ့ပြီးတော့မှကုသဖို့ဆိုပြီးတော့မှလုပ်ခဲ့ပါတယ်။အဲကျွန်တော်ဒီကိုအားချက်ပြောင်းလာရတာဖြစ်တဲ့အတွက်ကြောင့်ဆက်စချင်းမှာတော့အာနေရေးထိုင်ရေးရတော့အရင်ရင်အဆင်မပြေခဲ့ပါဘူး။ယာယီတန့်အသေးလေးတွေနဲ့ပဲအာကျွန်တော်တို့ထားပါတယ်။အာပြီးတော့နောက်တစ်ခုကဒီမန္တလေးမှာကြာတော့ဒီလေးလပိုင်း၅လပိုင်းကအရင်ပူပြင်းတဲ့ရာသီဥတုဖြစ်တဲ့အတွက်ကြောင့်မလို့ရယ်။အာပြီးတော့လက်တလုံးမှာမုန်တိုင်းကြောင့်မိုးရွာတဲ့အခြေအနေတွေကြောင့်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တကယ်ပြောရမယ်ဆိုလို့ရှိရင်အဲယာယီတဲ့အသေးလေးတွေကတော့ရေရှည်အဆင်မပြေတဲ့အတွက်ကြောင့် ARV Foundation ကအာဆရာဦးစောစောရဲ့အကူအညီနဲ့ကျွန်တော်အခုဆိုလို့ရှိရင်လူနာတွေတတ်တောင့်တတ်တာနေနိုင်တဲ့အမိုးအကာနဲ့အဲကွန်ရှိတဲ့အခန်းမှာလူနာတွေကိုတတ်တောင့်တတ်တာဖြစ်စွာနဲ့အဆင်ပြေစွာဆက်ပြီးတော့မှကုသပေးနိုင်ပါတယ်ဗျဒီလိုမျိုးအာ10ပေါ့ အဆင်ပြေပြေတည်ဆောက်သွားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလူနာစေကူတာရဲ့နေရာမှာ နေရာထိုင်ခင်းရလဲအရန်အရေးပါပါတယ်နေရာထိုင်ခင်းပေါ်မှာမူတည်ပြီးတော့မှစေကူတာတဲ့လူနာတွေအတွက်ကောစေကူတာပေးနေတဲ့ဆောင်ရင်ဆောင်မတွေအတွက်ကောနေရာထိုင်ခင်းအဆင်ပြေပြေဖြစ်တဲ့အတွက်ကြောင့်လူနာတွေအနေနဲ့လဲစိတ်တတောင်တတဘေးအနေနဲ့ကင်းရှင်းစွာစေကူတာမှုခံယူနိုင်သလိုလူနာတွေကိုကုသပေးနေတဲ့ဆောင်ရင်ဆောင်မတွေအနေနဲ့လဲအဲတတောင်တတစိတ်အေးအေးချမ်းချမ်းတတနဲ့လူနာပေါ်မှာကဲကောင်းကောင်းပေးနိုင်တယ်လို့ကျွန်တော်ကယူဆမိပါတယ်ခင်ဗျာ အာလူနာကတော့လောလောဆယ်မှာကျွန်တော်60နဲ့90ချောင်းမှာရှိပါတယ်10ကလည်းလူနာအရေးအတွက်တရားနီးပါးပြည့်အောင်လေဆရာကြီးကဆက်ပြီးတော့မှလှုပ်ထားပေးတဲ့အတွက်ကြောင့်အဆင်ပြေပြေထားပေးနိုင်ပါတယ်ဗျ facility နဲ့ပတ်သက်လို့ကတော့အဓိကကျွန်တော်တို့ကဒီဆက်ပစ္စည်းပိုင်းဆိုင်ရာရေအာဆေးဝါးဆိုင်ရာရေ instrument ဘိုင်းဆိုင်ရာရေကိုအာကျွန်တော်တို့ တတ်နိုင်သလောက်အကောင်ဆုံးဖြည့်ဆည်းထားပါတယ်။အဲကျမကြီးဝန်ထမ်းတွေအားလုံးကလည်း duty ကိုမမှန်လာပြီးတော့မှလူနာကိုခဲပေးကြတယ်။စေဝါပိုင်းဆိုင်ရာကလည်းဒီမြင်းကလင်းဖြစ်တဲ့အချိန်ကနေစပြီးတော့မှအလူရှင်တွေကအာဆေးတွေကိုထောက်ပံ့ပေးတယ်။နောက်တစ်ခုကကျွန်တော်တို့အတွက်လူအပ်တဲ့တောက်သုံးရည်အစားတောက်ကအစားအလူရှင်တွေကအာစေတနာထက်တန်စွာနဲ့လူဒန်ပေးကြပါတယ်။ပြီးတော့လူနာအတွက်လိုအပ်တဲ့အောက်ဆီဂျင်မော်နီတာဆက်တွေလည်းကျွန်တော်တို့အာအလူရှင်တွေကနေတဆင့်ကျွန်တော်တို့ဆေးရုံကနေတင်လို့ရတဲ့အရာကနေတဆင့်ယူခဲ့ပြီးတော့မှဆက်ပြီးတော့မှအာနေရာပြောင်းသွားပေမဲ့ စတန်တက်ကဲမဖြစ်ရင်တောင်မှကျွန်တော်အနေနဲ့အတတ်နိုင်ဆုံးကဲတစ်ခုပေးနိုင်အောင်ဆက်ပြီးတော့မှလှုပ်ရှားဆောင်ရွက်နေပါတယ်ဗျအထက်မြင့်ကတော့အခုလလောဆယ်ကအာပထမပိုင်းကျွန်တော်စပြီးမြင်းကလင်းဖြတ်တုံးကတော့အထက်မြင့်မှာထားကြည့်လိုက်တယ်ဗျဒါပေမဲ့အိမ်ညမှာလည်းငလင်းတေးသေးလေးတွေကပြန်လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်အာမဆိုးစလောက်ပြင်းအားဆိုရင်တော့မှလူရဲစိတ်ထဲမှာ trauma ကြီးကြီးမားမားရှိထားတဲ့အတွက်ကြောင့်ဒီအောက်ထပ်မှာတော့ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာလည်းပို့ပြီးတော့မှအာလုံခြုံနေပေါ့နော်အာကုသမှုပိုင်းကတော့ကျွန်တော်ခုနပြောသလိုပဲပေါ့ကျွန်တော်တို့ဒီဝန်ထမ်းအင်အားလည်းလုံလုံလောက်လောက်နဲ့အာစေဝါပစ္စည်းကအစအာလုံနေတာဖြစ်တဲ့အတွက်ကြောင့်ကုသမှုပိုင်းမှာတော့နေရာကွာသွားပြီမယ်လဲကြီးကြီးမားမားကြီးကွာချမှုမရှိဘူးဒါပေမဲ့လူနာရဲ့စိတ်ထဲမှာတော့ဒီလိုမျိုးမြင်ကြီးထက်ဖြတ်တဲ့အတွက်ကြောင့်မလို့မြေပြန့်မှာဖြစ်တဲ့အတွက်ကြောင့်လူနာရဲ့စိတ်ထဲမှာတော့ psychologically ပိုပြီးတော့ secure ဖြစ်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျာခလေတစ်ချက်တစ်ချက် ဟုတ်ဟုတ်ကဲ့ပါဟုတ်အဲ့ဒါတော့လူနာတင်မကပါဘူးကျွန်တော်တို့တွေလည်းတကယ်ကြောင့်ဟိုစိတ်ပူတယ်ပေါ့နော်အာသို့တော်လဲအာဒါကတော့ဟိုသူတို့တည်င်းလေးတွေလည်းနည်းနည်းကြားတယ်ကြိုတင်ပြီးတော့မှလည်း သိရှိထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်လူနာတွေကတော့ကြောက်ကြတယ်ပေါ့နော်ဒါပေမဲ့တခုကျွန်တော်ခုနပြောသလိုပဲပေါ့ဘလူပဲဖြစ်ဖြစ်မြေပြင်အနေထားဖြစ်တဲ့အတွက်ကြောင့်အထက်မြင့်မှာနေရတာအထက်ဆိုင်နေဆိုရင်တော့လူနာတွေစိတ်ပိုင်းဆိုင်ရာတော့အနေငယ်လေးကတော့လုံခြုံမှုရှိမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကျွန်တော်တို့ဆရာဝန်တွေကတော့လေလူနာနဲ့ပတ်သက်တယ်ဆိုရင်တော့အကောင်းဆုံးဖြစ်စေချင်တာပေါ့နော် let the law dia က predict လုပ်လို့မရတဲ့အရာတခု natural disaster တခုဖြစ်သွားတဲ့အခါမှာမြောင်များစွာရဲ့လူတွေရဲ့အသက်ကော OA စီစဉ်နေရောစက္ကန့်ပိုင်းအတွင်းမှာပြောင်းလဲသွားရတာဖြစ်တဲ့အတွက်ကြောင့်အာကျွန်တော်ရဲ့ professional နဲ့ကျန်းမာရေးရှုထောင့်ကဆရာဝန်သူအနေနဲ့ပြောရမယ်ဆိုတော့များစွာစိတ်မကောင်းရှိရပါတယ်ဒီမြင်းကလေးမှာအများဆုံးထိခိုက်သွားတာတော့ဒီထိခိုက်ဒဏ်ရာနဲ့အများဆုံးအသက်ဆုံးရှုံးတာရှိပေမဲ့လည်းအာကျွန်တော်ဒီဖြာနာဆောင်ဖက်ကဖြာနာလူနာတွေမှာလည်းအာစိတ်ပိုင်းဆိုင်ရာထိခိုက်ပြီးတော့မှအာကုတမှုကိုဆက်ပြီးတော့မှလူနာတွေကကြောက်လန့်နေတဲ့အတွက်ကြောင့်မယူနိုင်တော့ဘဲနဲ့အိမ်ပြန်သွားကြပြီးတော့မှအာ အသက်ဆုံးရှုံးသွားတဲ့လူတွေလည်းရှိနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ် Disaster တစ်ခုဖြတ်သွားရဲဆိုရင်ကျွန်တော်တို့အဓိကဒီ water source တွေကလည်းပြတ်ပြားသွားတာဖြစ်တဲ့အတွက်ကြောင့်အာရေရေနဲ့ပတ်သက်ပြီးတော့မှတန်ရှင်းတဲ့တောက်တုံးကြီးနဲ့ဆိုင်တဲ့ယောဂတွေဖြစ်လာနိုင်တယ်။ပြီးရင်နောက်တစ်ခုကအာအရေပြားနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်လာနိုင်တယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကတော့ let alone မဖြစ်ပေမဲ့လည်း အာကျွန်တော်တို့ဒီ psychologically မှာလဲလူနာတွေက trauma တခုလိုမျိုးဖြစ်သွားပြီးတော့မှရေရှည်မှာအာစိတ်ပူပန်တာအာစိတ်တက်ကြတာအဲဒီလိုမျိုး consequences တွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဗျငင်းကလေးအကြောင်းမလို့ second ဘိုင်းအတွင်းမှာအသက်ပေါင်းများစွာရောဟောစီးစိမ်အိုးအိမ်တွေရောအများကြီးပျက်စီးသွားတဲ့အတွက်ကြောင့်မလို့အာများစွာစိတ်ကောင်းဖြစ်ရပါတယ်အာကျွန်တော်တို့ဆက်ပြီးတော့မှဒီကျမကြီးဝန်ထမ်းတွေအနေနဲ့ လူနိုင်ရဲ့လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုကျွန်တော်တို့တတ်နိုင်သလောက်အကောင်ဆုံးကြာရခိုင်နှုန်းစိတ်နဲ့ပြီးတော့မှစိတ်အားကိုအားကိုစွမ်းသလောက်ကြိုးစားသွားပါမယ်။အာမိဘပြည်သူအပေါင်းအကောအာစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ကျန်းမာခြင်းနဲ့ပြည့်စုံပါစေစိတ်ချမ်းသာကြပါစေအာဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ပဲကျွန်တော်ကဆုမွန်ကောင်းကြောင်းပါတယ်ခင်ဗျ။